လူတယောက်ကိုယ်ကိုဆဲမယ်အတင်းပြောမယ်အပုတ်ချမယ်စောင်းမြောင်းညူစုတိုက်ခိုက်တာကိုခံရပြီဆိုရင်ဘလို့နှလုံးသွင်းရမလဲဆိုရင်ကိုကိုကိုပြန်မေးကြည့်တယ်ငါလိုချင်တာက तू ပေးတဲ့အပူလားအေးချမ်းမှုလားအပူကိုလိုချင်တယ်ဆိုရင် तू ပေးတဲ့အပူတွေကိုလက်ခံနိုင်ဖို့အတွက် तू ပြောတဲ့စကားတွေကိုခဏခဏပြန်တွေး ခဏခဏပြန်ခံစားခဏခဏမကြင်မနက်ဒေါသတွေထွက်ရတာလူတယောက်ကကိုယ်ကိုတိုက်ခိုက်တယ်ဝေဖန်တယ်အတင်းပြောတယ်ဆိုတာတွေကဒေါသကိုစွပေးတာပဲဒေါသဖြစ်စေချင်တာပဲကိုကသူဒေါသစွတဲ့စကားလုံးတွေပြောလို့ကိုဒေါသထွက်သွားတယ်ဆိုရင်ကိုဟာသူ့စိတ်တိုင်းကြလူတယောက်ဖြစ်သွားပြီကိုဟာကိုမဟုတ်တော့ဒါကြောင့် သူပေးတဲ့အပူကိုယူခြင်းရင်သူပြောတဲ့စကားတွေကိုနှလုံးသွင်းပေါ့ဒါမှမဟုတ်ကိုကအေးချမ်းမှုကိုလိုချင်တဲ့လူတစ်ယောက်ဆိုရင်တော့ပဝန်းကျင်ကပေးတဲ့အပူတွေကိုမယူမိစေနဲ့ကိုပြုလုပ်ခဲ့တဲ့ဒါနကောင်းမှုတွေကိုစောက်တည်ခဲ့တဲ့သီလတွေကိုရဲ့ကုသိုလ်ကောင်းမှုတွေကိုနှလုံးသွင်းပြီးတော့နေလိုက်ပေါ့ဒါဆိုရင်နှလုံးစိတ်ဝမ်းအေးချမ်းပါလိမ့်မယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါနွားတာကောင်ကောင်းမကောင်းကိုသိခြင်းရင် မောင်းကြီးမှသိရတယ်။စဘာကောင်းမကောင်းသိခြင်းရင်ထောင်းကြီးမှသိရတယ်။အဲ့ဒီလိုပဲလူတယောက်ကောင်းမကောင်းသိခြင်းရင်ပေါင်းကြီးမှသိရတယ်။တချို့ကြတော့လည်းအကဲခတ်လိုက်ရုံနဲ့သိရတာမျိုးတွေလည်းရှိတတ်တယ်။ဒီဘက်ခက်မှာအပေါ်ရန်နေသိမ့်များတယ်။အပေါ်ရန်တကားလောင်းပြားရီလောင်းပြီးတော့မှအပေါ်ရန်လေးချိုးနေတိုင်းနဲ့လည်းပဲဟုတ်လာပြီလို့မထင်နဲ့ အလင်ခံရတတ်တယ်အပြောကောင်းလုံးလို့လဲမျောပြီးတော့ပါမသွားစေနဲ့အလင်ခံရတတ်တယ်ဒါကြောင့်လူအကြောင်းသိခြင်းရင်ပေါင်းကြည့်ပါအပေါ်ရန်လောက်နဲ့တော့သွားမဆုံးဖြတ်မိစေနဲ့တနေ့ဒုက္ခရောက်ရတတ်တယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ